nga ba? Nagkaya kami, Chusubare? ဒီနေ့အခုဒီမှာမိတ်ဆက်ပေးရမယ့်အကြောင်းရင်းလေးကတော့အဲလူကြီးမျိုးတို့အနေနဲ့ screenshot ရိုက်တဲ့အခါမှာကွန်ပျူတာ laptop တွေမှာ screenshot ရိုက်ချင်လို့ရှိရင်ဖုန်းကင်မရာပဲအတုပြုနေလို့လားဖုန်းကနေရိုက်တဲ့ထပ်ပုံနေဖုန်းကနေတစ်ဆက်တပ်ပုံပြင်ရင်ပြီးတော့ဟောချားတရပုံပုံနေလို့လားပေါ့နော်အဲ့ထပ်ပို့ပြီးတော့ smart ချပြီးတော့ easy ဖြစ်တဲ့နည်းလမ်းလေးတစ်ခုမျှဝေပေးချင်ပါတယ်အဲ့နည်းလမ်းလေးကတော့အဲတခြား app တွေဘာမှ down ဆရာမလိုပါဘူးကျမတို့အနေနဲ့ဒီအဲကိုယ့်ရဲ့ laptop တမမဟုတ်ကွန်ပျူတာ keyboard ပုံပုံပဲသုံးပြီးတော့ကျမတို့အနေနဲ့ screenshot ရိုက်လို့ရပါတယ်အဲ့ဒါကတော့အရင်လွယ်ပါတယ် ဲ့ဒီလန်လေးကတော့ပထမဒီလန်ကတော့ keyboard မှာရှိတာပေါ့နော်အဲ့ဒီ keyboard ဆိုရင်ဒီမှာ keyboard keyboard ဆိုလို့ရှိရင် laptop keyboard ပဲဖြစ်ဖြစ်ဟို desktop keyboard ပဲဖြစ် keyboard မှာဒီနေရာလေးမှာ print screen ဆိုပြီးတော့ပါပါတယ်အဲ့ဒီ print screen လေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာနှိပ်လိုက်မယ် print screen လေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာအဲဒီလိုမျိုးလေးပေါ်လာပြီးတော့ ဒီဟာလေးကိုတို့ discuss လိုက်ရုံနဲ့ဒါက screenshot ဖြစ်သွားပါတယ်ဒီ email လေးကို save save လုပ်ရင်လည်းရတယ်မ save ချင်လို့ဆိုရင်ကိုတခြားတစ်ယောက်ကိုပို့မယ်ဆိုလို့ရှိရင်ဒါကို control စီလေးနဲ့ copy ကူပြီးတော့ဘက်မှာ control ဖြစ်နေကိုပို့ချင်တဲ့လူပို့လို့ရပါတယ်ဒါကတော့နီလန်လေးတနည်းပေါ့နော်အဲဒါမဲ့တခါတလေချလို့ရှိရင်တချို့ test store တွေကအဲဘယ်လိုရှိလဲဆိုတော့နည်းနည်းပြောပြမယ်ဆို window နဲ့နေတဲ့ test store တွေလိုမျိုးချလို့ရှိရင်ဒီ print screen နဲ့ချလို့ရှိရင်ဟို screenshot ရရလို့ရှိရင်ကိုလိုချင်တဲ့နေရာကိုပဲအဲဆွဲယူလို့မရပဲနဲ့ဒီ screen တစ်ခုလို့ပေါ့နော်ဒီဒီအောက်ကဘာတန်းလေးထိပါအပတ်သားတဲ့ခါမျိုးရှိရပေါ့ ော်အဲ့ခါကျလို့ရှိရင်ကျမတို့ကဒီထက်ပိုပြီး smart ဖြစ်တဲ့နည်းတစ်ခုကိုသုံးလို့ရပါတယ်အဲ့နီလန်လေးရပါနီလန်လေးလဲဆိုတော့ window မှာရှိပါတယ်ကျမတို့ window ခေါ်လိုက်ပါမယ်အဲ window ခေါ်ပြီးတော့အဲ့မှာ snippet 2ဆိုတာလေးရှိပါတယ်အဲ snippet 2အဲ့ဟာလေးရိုက်ရှာလိုက်လို့ရှိရင် snippet 2လေးဖွင့်လာမှာပေါ့နော်အဲ့ snippet 2လေးဖွင့်လာလို့ရှိရင်ကျမတို့က screenshot ရိုက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကင်မရာပုံလေးကိုနှိပ်လိုက်ပါမယ်ကင်မရာပုံလေးနှိပ်ပြီးတော့ဒီမှာ new လို့နှိပ်လိုက်မယ်အန်ယူလို့နေလိုက်တဲ့ခါကျလို့ရှိရင်ကိုရိုက်ချင်တဲ့နေရာလေးကိုပဲ screenshot ရိုက်လို့ရတယ်ပေါ့နော်ခုနကလို screen တစ်ခုလောက်ရိုက်ချင်လိုက် ခြင်းနဲ့ဆိုလို့ရှိရင်အဲဒီ screenshot လေးကိုအလိုရိုက်လိုက်မယ်ဆိုလို့ရှိရင်ဒီပုံလေးပေါ်လာပါတော့။အဲဒီလိုဒီအဲလူပြီးမင်းတို့အနေနဲ့အဲ့ဒီဟာကိုစိတ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ save နဲ့လို့ရပါတယ် save as ဆိုပြီးတော့ကိုယ်နာမည်ပေးပြီးနေလို့ရတယ်။ဒါမှမဟုတ်ကွာမစိတ်ချင်ဘူးဒီဟာကို copy ကိုတကယ်ကြီးတယောက်ယောက်ကိုပို့ချင်တယ်ဆိုလို့ရှိရင် copy ဒီမှာ copy ကိုရတယ်ဒါမှမဟုတ် control c နဲ့ copy ကိုပြီးတော့တယောက်ယောက်ရှိပို့လိုက်ရမှာပဲ။အဲဒါပြီးလို့ရှိရင်ကိုကဒီဟာကိုမရိုက်တော့ဘူး။ဒါမှမဟုတ်လို့ရှိရင် quantity ပုံမကြိုက်သေးဘူးထိုက်ရမယ်ဆိုလို့ရှိရင်ဒီ plan လေးကိုနှိပ်ပြီးတော့နောက်ထပ် screenshot ပုံကိုဟိုရိုက်ရမှာပဲ။ ไอ้อาจารย์มันเสียเลยยาเลยปอนเนาะ memory ปี้เสียไม่รู้กูเสียเฉยๆเลยเสียรู้ยาบาได้ทีนี้ละเลือกตัวผู่ไปတော့จมารู้นี่อันนี้ทีมา smart จ๊ะๆเนี่ย easy ဖြစ်တဲ့ screenshot တွေအဲ့လိုရိုက်လို့ရပါတယ်ခါတိုင်းလိုမျိုးจมารู้နေတဲ့ default တကယ်ကိုင်းနေ screenshot ရိုက်နေဆံမလို့တော့ပါဘူးကျေးဇူးတင်ပါတယ်ဗီဒီယိုတွေကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အသိပညာပို့တာလေးတွေလည်းတိုးသားမလို့ရုပ်ပြင်းနေပါတယ် Let me share you from a small piece of knowledge too